အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးချင်တာကတော့ကျွန်တော်ဒီ SRN ရဲ့ HSB series ကကျွန်တော်တို့အဲလူကြက်များပြီးတော့ customize မင်းမင်းနေရတဲ့ HSB 48 volt 6 kW ကျွန်တော်ဒီ MA65 model လေးနော်ပစ္စည်းရောက်ပြီဆိုတဲ့အကြောင်းကိုပြောပြပေးချင်တာရေနောက်တစ်ခုကဒီ inverter မှာပါဝင်တဲ့အချက်လက်တွေနဲ့အသူ့ရဲ့အားသာချက်လေးတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ inverter ရဲ့ rated output power ကတော့ကျွန်တော်6000 watt 48 volt system ဖြစ်ပြီးတော့ on grid hybrid inverter မျိုးစားလေးပဲဖြစ်ပါတယ်။ အဲမက်ဆီမန် charging current အနေနဲ့ဆိုရင်တော့ဒီ hybrid charging current ကတော့တရား mAh ရရှိမှာဖြစ်ပြီးတော့မက်ဆီမန် charging current by grid ကတော့ကျွန်တော်တို့ဒီ60 mAh အသုံးပြုနိုင်မှာဖြစ်ပါတယ်။အဲ solar အနေနဲ့ဆိုရင်သူက true string ပါဝင်ပြီးတော့ string ကိုကျွန်တော်4500 watt အထိအသုံးပြုနိုင်ပါတယ်။အော် MPPT voltage rate အနေနဲ့ကတော့ကျွန်တော်တို့ဒီ120 to 450အထိအသုံးပြုနိုင်ပြီးတော့ VOC ရပါတော့ကျွန်တော်ဒီ900 VTC ကြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ string ကိုပေါ့နော်။ကျွန်တော် parallel ချိတ်ဆက်ပြီးတော့အသုံးပြုမယ်ဆိုရင်လည်းကျွန်တော်6လုံးကြီးတွဲပြီးတော့ချိတ်ဆက်လို့ရမှာဖြစ်ပါတယ်။ ။ဟောကျွန်တော်ဒီ6 kW ရဲ့ဒီဇိုင်းပိုင်းအားဆိုရင်တော့ဒီ IP65 model ဖြစ်တဲ့အတွက်ကျွန်တော်ဒီ indoor outdoor နှစ်မျိုးစလုံးအသုံးပြုနိုင်မှာ။ပြီးရင်သူ့မှာပါဝင်တဲ့ကိုလင်းမသက်အားဆိုရင်လည်းကျွန်တော်တို့ဒီ fan type ကိုလင်းမသက်ဖြစ်ပြီးတော့ heat sink ပါဝင်တဲ့အတွက်ကျွန်တော်ပုံမှန် IP20 ထက်ဆိုင်ကျွန်တော်တို့ဒီ fan fan လေးပို့ပြီးညိနေအောင်ပြရမှာဖြစ်ပါတယ်။ဟော inverter ရဲ့ display မှာဆိုရင်လည်းကျွန်တော်တို့ဒီ touch screen ပြင် button key လေးပါဝင်တာဖြစ်တဲ့အတွက် touch your button နှစ်မျိုးစလုံးအသုံးပြုနိုင်မှာ။ အတွင်းပိုင်းဖွဲ့စည်းတခြားပုံဆိုလဲကျွန်တော်တို့ဒီတွေ့မြင်ရတဲ့အတိုင်းမျိုးပေါ့နော်တုံထားတဲ့ material တွေနဲ့ electronic component တွေဆိုလဲကျွန်တော်တို့ဒီ quality ကောင်းတဲ့ပစ္စည်းတွေကိုတုံမိတာပါတယ်အဲဒီအောက်မှာဆိုရင်လည်းအခုဒီမဆန်တော့ပေါ့နော်ဒီ battery terminal အတွက် positive နဲ့ negative terminal ငုံတစ်ခုရှိမယ်ဒီဘက်မှာတော့ solar အတွက်ပေါ့နော် solar 2 string အတွက် pv1 နဲ့ pv2 ဆိုပြီးတော့ two string remote အတွက် pv terminal ရှိမယ်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒီ grade အတွက် termination ရှိမယ်အောက်မှာဆိုရင်တော့ gen set အတွက်လည်းသူက termination port သူတက်တက်ပါတယ်ပေါ့နော် ်မင်းဒီဘက်မှာတော့ကျွန်တော်ဒီဒါကတော့လောက် oppo side တော့ပေါ့နော်အဲလောက်တွေ့ပါမယ်ဒီအပေါ်မှာတော့ဒါကတော့ USB ကတော့ကျွန်တော်ဒီ inverter နဲ့အော်ချိတ်ဆက်ပြီးတော့ချိရှုဖို့တော့ပေါ့နော်ဒါက USB port ပါမယ်ပြီးဒီဘက်ကတော့ battery နဲ့ပြန်မချိတ်ဖို့အတွက် RS485 cam port တွေပါမယ်နောက်ပြီးတော့ wifi အတွက် USB port ပါမယ်ပြီးနောက်တစ်ခုကကျတော့ USB stick ထိုးဖို့အတွက် USB stick port လည်းပါမယ်ဒါတော့ parallel connection တော့ပါမယ်ပြီး drive connect တွေလည်းပါမယ်မှာဖြစ်ပါ ျွန်တော်အခုပြောပြပေးတာကတော့ကျွန်တော်ဒီ HSP 6 kW IMC device model လေးအကြောင်းပဲဖြစ်ပါတယ်။အဲအခုပြောပြပေးတဲ့အကြောင်းအရာပြင်လူကြီးမျိုးတွေထမှတ်သိရှိလိုတဲ့အကြောင်းအရာတွေအတွက်ကျွန်တော်ဒီဗီဒီယိုလေးရဲ့ comment အောင်ပါဖြစ်ဖြစ်ဒါမှမဟုတ်လည်းကျွန်တော်ဒီ page ရဲ့ချက်ပေါက်မှာဖြစ်ဖြစ်ပေါ့နော်ဝင်ရောက်ဆွေးနွေးမြင်မြတ်နိုင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှင်ပါတယ်။